ကရင်ပြည်နယ်မြောက်ရီမြို့တောင်ဘက်ဒေါနာတောင်တန်းအရှိချမ်းမှာတက်ဆွဲထားတဲ့စကောင်စီတပ်ရဲ့ကနဲလေးစခန်းပါဝင်တက်စခန်းလေးခုကို KNU တမဟာချောက်ဦးစီးတဲ့ပူပေါင်းတပ်တွေကတိုက်ခိုက်နေပြီလို့ကရင်စစ်ရေးသတင်းရင်းမြစ်ကပြောပြပါရယ်။ဝေါ်လေးကနဲလေးဘလတ်တို့မော်ခီးနဲ့တိတ်ဘောဘိုးရွာတွေနီးမှာအခြေဆိုင်တက်ဆွဲထားတဲ့တက်စခန်းလေးခုကို drone နဲ့စတင်တိုက်ခိုက်နေတာဖြစ်ပြီးတိုက်ပွဲပြင်းထန်နေရလို့သိရပါရယ်။အဲ့ဒီတက်စခန်းတွေဟာ KNU တမဟာချောက်စစ်ရေးလှုပ်ရှားရနေမြေထဲမှာရှိပြီး ်မေလ20ရက်မှာမော်ကီစကန်ကိုစတင်တိုက်ခိုက်ခဲ့တာပါမနေ့ကတော့ကနယ်လေးစကန်နဲ့တေဘောဘူစကန်ဘလက်ဒိုစကန်တို့ကိုဆက်လက်တိုက်ခိုက်နေတာလို့သိရပါတယ်ထိုင်းနယ်စပ်သတင်းရင်းမြစ်တွေကတော့မြန်မာဘက်ခြမ်းကတိုက်ပွဲတွေကြောင့်နယ်စပ်တစ်ချောက်ကိုထိုင်းစစ်တပ်ကအနီးကပ်စောင့်ကြည့်နေတယ်လို့ပြောပါတယ်လက်ရှိတိုက်ခိုက်နေတဲ့ဝေါ်လင်မျိုးကတေဘောဘူစကန်နဲ့မော်ကီစကန်တို့ကိုပြီးခဲ့တဲ့2022ခုနှစ်အတွင်းမှာ KNU ကတင်းယူခဲ့ပူးပါတယ်ဒါပေမဲ့စစ်ကောင်စီတပ်ကတံပြန်ထိုးစစ်ဆင်ရမှာတော့ အဲ့ဒီစကန်တစ်ခုကို KNU ကပြန်လည်လက်လွတ်ခဲ့ရပါတယ်။ KNU ဟာထိုင်းမြန်မာနယ်စပ်တစ်ချောင်းမှာရှိတဲ့တမဟောက်ခနဲ့စေအိလှရှားရနေမြေတဲကစစ်ကောင်စီတပ်စခန်အားလုံးကိုတိုက်ခိုက်သိမ်းယူပြီးတဲ့နောက်မှာအခုအခါမှာတော့တမဟာ6ဘက်ကနယ်စပ်စခန်တွေကိုဆက်လက်တိုက်ခိုက်လာတာတွေ့ရပါတယ်။တမဟောက်ခနဲ့စေအိလှရှားရနေမြေထိုင်းမြန်မာနယ်စပ်တောင်ရင်မြေနာကစစ်ကောင်စီတပ်စခန်ရှိခုကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း KNU ဗဟိုကထုတ်ပြန်ခဲ့ပါတယ်။တိုက်ပွဲဝင်ခဲ့ကြတဲ့တပ်ဖွဲ့ဝင်တွေကိုလည်းမင်းကဂုံပြုတ်အခမ်းအနားကျင်းပပေးခဲ့ရလို့သိရပါတယ်။ KNU ဟာတမဟာခွနဲ့အတွင်းမှာရှိတဲ့စစ်ကောင်စီတက်စကန်၈ခုစလုံးကိုပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလလယ်ပိုင်းကစပြီး၅လတာကာလအတွင်းမှာတိုက်ခိုက်သိမ်းယူနိုင်ခဲ့ပါရဲ့ရှင်။